မြန်မာနောက်ဝချင်းတဲ့ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလားကောင်းလူတွေကိုနှီးစီရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးသူမျိုးမှန်ရေးသားထားတဲ့ကိုမြင့်ဆောင်ရဲ့အစွဲဝိညာဉ်ဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ငတူကမကထာပြုတ်လုပ်ခဲ့တဲ့တင်းညာနေရဆိုင်ဖွဲ့ဟာအောင်မြင်စွာနဲ့ပြည့်မြောက်သွားခဲ့ပါပြီ။ စိုင်းတီးတဲ့သူတွေရောစမ်းဝေးလာတဲ့ပရိသတ်တွေပါတညလုံးဘာအနှောက်ယှက်မှမရှိပဲအလုံးအေးအေးကြဲကြဲမဲ့တီးမုံနားစင်ခွေရခဲ့ပြီမို့မနဲ့မိုးလင်းမှပဲစမ်းဝေးသိမ့်လို့အိမ်ကိုပြန်လာခဲ့ကြပါတယ်ငကောကည7နာရီနောက်ပိုင်းသာတီးပြရမယ်ဆိုပြီးငှားရထားတဲ့စိတ်လက်ပြင်းတဲ့အဖွဲသားတွေကတော့အချိန်မိုတီးကြရပေမဲ့စိတ်မစိုးငွေကြီးလဲပုံမတောင်းအလုံးပြုံးပြုံးရွှေရွှေဖြစ်လို့ငတူးတော်မှကျေးဇူးတင်နေကြပါတယ်တို့လည်းဥတန်လုံးတေးပြီးနောက်ပိုင်းမှာတော့ စောင့်ွယ်သိမ့်မလိုက်ရကြတော့ဒါကြောင့်လဲသူတို့နှစ်သက်တဲ့ဒုရိယာပစ္စည်းတွေနဲ့ဝင်းနေကြရပြီအလုံးတီးမို့ခြေစိတ်တွေဖြစ်ပေါ်နေကြတယ်ဒီအတွက်ယခုလိုငတူစီစဉ်လိုက်တဲ့ဆန်းပွဲဟာသူတို့အဖို့ရင်ငတ်တုံရင်ရင်းနဲ့ကြဆုတလို့ဖြစ်ခဲ့ရပြီအလုံးစိတ်ပါလက်ပါတီးမို့ခဲ့ကြပါတယ်ဒါကြောင့်လဲသူတို့ရဲ့ဆိုင်းတဲ့ပုံစံတွေဟာခါတိုင်းဆိုင်းပွဲတွေနဲ့တော့မတူပို့လို့တော့မှနားထောင်ကောင်းခဲ့ရပြီတော့သူတို့နဲ့ဆန့်ကျင်ဘက် ရွာမှာကျင်းခဲ့တဲ့ရွာသားတွေတောင်မှလာရောက်နားထောင်ကြရတဲ့အထီကိုဖြစ်ခဲ့ရပါတယ်။ဒီလူတွေကလည်းအရေးရောက်နေတဲ့ရွာသူရွာသားတွေနဲ့အတူတူတညလုံးဆိုင်ပွဲနားထောင်ပြီးတော့မနဲ့မိုးလင်းမှပဲအိမ်ကိုအတူတူပြန်လာခဲ့ကြတယ်။အပြန်လဲတလျှောက်မှလည်းစိတ်လက်ပြင်းတဲ့အဖွဲ့သားတွေရဲ့လက်တံကိုချီးကျူးရင်းပွဲဖြစ်မြောက်အောင်ပြုလုပ်ပေးတဲ့ငတူကိုချီးစွတ်တင်ခြင်းစတဲ့အကြောင်းအရာတွေကိုသာအခြေခြေပြောဆိုရှိမှုပျော်ရွှင်နေကြတယ်။စိတ်လက်ပြင်းလက်တံဘဝညာ မနက်ဘက်ထီအောင်နားထောင်ချင်တယ်ကွာဟုတ်တယ်မောင်ရေဟုတ်တယ်နဗေတက်လို့ချီကျူးလိုက်တဲ့ရွာသားတယောက်ရဲ့စကားတန်ကိုကျင်းတဲ့ရွာသားတွေကဝောင်းဝေးထောက်ခံအားပေးလိုက်ကြတယ်အဲဒီချိန်နောက်ထပ်ရွာသားတယောက်ကလည်းဓာတီဖေကအောင်မလို့အပြစေတနာတွေဝေဖြာပြီးတေရွာကလူတွေကိုတော့စိုက်ပွဲနဲ့ဖျော်ဖြေပြီးတယ်ဆိုတာဒါငတူးရဲ့တိတ်မြတ်တဲ့စိတ်ဓာတ်ပဲပြဟုတ်ပါမောင်ရေဟုတ်ပါဒီကနောက်တယောက်ကလည်းဒီလိုတွေလုံးလိုက်နေဆိုတာကလည်း ဒါကျုပ်တို့ရွာရွာလူကြီးဦးတန်ရဲ့တာရင်ကိုဘာထိထဲဒီရွာတဲ့တာရင်ထက်အုံးသိန်းနဲ့လက်ဖက်ပဲရှိရဆိုပြီးခွင့်ပြုလိုက်တဲ့ခွင့်ပြုချက်ကြောက်ပေါ့ဟုတ်တယ်ဟေးဟုတ်တယ်ဒါနဲ့နေပါအောင်ကွအုံးသိန်းနဲ့လက်ဖက်ဆိုတာဘာကိုဆွလို့တာရောအုံးသိန်းနဲ့လက်ဖက်ဆိုတာနေတဲ့နေပွဲကိုပြောတာဗျရွာတော်ရှင်ပွဲတော့မြို့တော်ရှင်ပွဲတော့ဆိုရင်ပါတော့ပေါ့ဟင်ဟုတ်လားဒါဆိုအုံးသိန်းနဲ့လက်ဖက်တင်ဘယ်ကမလို့ကွဖုန်ကြီးလည်းတဝက်ပါသေးတော့ပေါ့ တို့ရာရွာဦးเจ้าဆရာတော်တို့ရာလုံးဝကြောက်ကြရတယ်မဟုတ်လားမှန်တယ်ပြောမှန်တယ်ဒါနဲ့နေအောင်ပြကြောက်ညာဆိုရင်စိတ်လက်ပြည့်တဲ့ဆန်းတော်ကိုကြာပြီးတော့ရှင်မဲတင်မောင်ရဲ့အောင်စာပြီးဆိုတဲ့တချို့တော်မှပြေးဆုံးမိကျင်နေပြဟာဘယ်နဲ့အောင်စာပြီးရမှာတော့အောင်ပါစေကွာအောင်ပါစေဟင်ဟုတ်လားဟုတ်တယ်လေအောင်ပါစေအောင်ပါစေတပြေနှုတ်ခတ်ဝေအမေဖူးတက်တယ်ဆိုလား ဟာဘာအမေဘုတ်တက်တရမှာတော့မตาလေးရဲ့နေငါ့ကိုဘာပြောလိုက်တာတော့သူရဲ့အောင်မစေတချေးဆိုတဲ့အဆုံးသူ့နောက်မှာပါလာတဲ့အမေဘုတ်ဆိုတဲ့အမျိုးသမီးကြီးရဲ့စိတ်ဆိုးမှန်ဆိုးပြောလိုက်ပုံကိုကြည့်ပြီးတော့အတူတူပြက်လာတဲ့ရွာသူရွာသားတွေကတဝဝတဟဟရီမောရဲ့ရွာတွေကိုဝင်လာခဲ့ကြပါတယ်အေးပြေရောက်လာတဲ့ရွာသားတွေကကညာလုံးအေးအေးပြတ်ခန္ဓာရလို့အဲ့ချင်းစိတ်တွေကိုစီပေါက်နေကြတဲ့ဆိုမဲ့မအေးဆက်နိုင်ကြသေးဘူးမိမိတို့ပုံမှန်လုပ်နေကြနေတတူကအလုပ်တွေကိုလုပ်ကြရင် ငါရောက်မဲ့အချိန်ကိုသာစောင့်နေကြပါတော့တယ်။လမ်းအောင်ရေရေဆောင်အေးအေးအောက်မှာတလဲကုန်းရလေးကခက်ခွေခွေလေးအိတ်နေတဲ့လူတစ်ယောက်လုံးညီတက်နေပါတယ်။တညာလုံးအေးအေးပြက်ခဲ့တဲ့ရွာသူရွာသားတွေကြောင့်သူလည်းဆော့ဆော့စီစီပဲညီတက်ခဲ့ရပြီ။သူနဲ့အပြန်ညီတက်တိတ်ဆိတ်နေတာကတော့တလဲကုန်းတုံ့တန်ပဲဖြစ်ပါတယ်။သူလည်းတညာလုံးပြင်ပထားသမျှယခုမှပဲအတူချအနားယူနေသလားထင်ရလောက်အောင်ညီတက်တိတ်ဆိတ်နေပြီးတော့တခါတည်းရဲ့တိတ်ရွက်လေတို့တဲ့ တင်းရလှောက်ခတ်တန်တွေကလွဲလို့ဘာသာမှမကြရ။တင်းကြိုင်အုပ်ကိုဖွေးဖွေးတော့လေလာရောက်ရေးရေးအောင်မှာခမင်းမင်းနဲ့တီရှိနေပြီးတော့လူမမာတွေအပြိုင်အိတ်ဆက်နေသလားလို့ပဲထင်ရလောက်အောင်ပဲ။ဒီလိုနဲ့ညကတဖြည်းဖြည်းနဲ့မင်းရဆိုင်းဝဲစတီးတဲ့အချိန်ကိုရောက်ရှိလာခဲ့ပြီ။အဲ့ဒီအချိန်ကိုရောက်တော့ဦးတန်တော်အုပ်ကပေါ်မှာထောင်ထားတဲ့နှဲလေးကနှဲရိုးဟာမထင်မှတ်ပဲတဆက်ဆက်နဲ့တုံလာခဲ့လိမ့်တယ်။အဲ့ဒီနှဲရိုးလေးတဆက်ဆက်နဲ့အတန်ကြာအောင်တုံနေပြီးမှ ရုတ်တရက်နှဲ့တစ်ချောင်းလုံးအုပ်ဘူဘောကိုလဲကျပါခဲ့တယ်။အဲ့ဒီလိုလဲကျပြီးတိတ်မကြခဲ့မှပဲ။နှဲစီကနေတူညက်နဲ့အတန်တတပေါ်ထွက်လာပြန်တယ်။အဲ့ဒီအတန်နဲ့မရှိမနှောင်းမှပဲ။တင်ညာအတွေ့အုပ်ကူတွေစီကမဲမဲအရေးတရံတွေအရှူရှူထွက်လာကြပြီးတော့တချို့တဝက်ဟာအကောင့်ထဲပုံစံတံကို ပြောင်းကနှဲရှိရာစီဝမ်းအုံရောက်လာခဲ့ကြတယ်။ဒီတဲကမှမဲမဲအကောင့်ကြီးတစ်ကောင်ကနှဲလေးကိုတေချာကြည့်နေ ing ကရုတ်တရက်စက်ခနဲ့ကောက်ထိုင်ပြီးတော့ မင်းကစာဝိုင်းတီးခဲ့တဲ့နေရာစီကိုယူသွားလိမ့်တယ်။သူနဲ့အတူတူတခြားအရေးအကောင်တွေပါလိုက်ပါလာပြီးတော့အဲ့ဒီနေရာကိုရောက်တဲ့အခါမှာစာဝိုင်းထားခဲ့တဲ့နေရာကိုတေချာဆိုက်ကြည့်နေတယ်။ဒီနေရာမှာတော့ပရေကျိုးတွေခြိခဲ့တဲ့ဝမ်းကုန်တိုင်တွေသာ ပက်ပက်လဲဝိုင်းနေပြီးတော့တခြားဘာမှမရှိအတန်ကြာတဲ့အထိအဲ့ဒီနေရာကိုစောင့်ကြည့်နေပြီးဘာမှမထူးခြားလာတော့မှဒစုံတစ်ခုကိုစောင့်မျှော်နေတဲ့ဟန်နဲ့ရွာဘက်စီကိုလှမ်းမျှော်ကြည့်လိုက်ပြန်တယ်။သူတို့လှမ်းမျှော်ကြည့်နေတဲ့တလဲကုန်းရွာကတော့ အိပ်ပြက်ထားတဲ့ရွာသူရွာသားတွေနဲ့အပြိုင်အိမ်မောကြနေပြီ။ဘာဖြစ်ဖြစ်မသိတဲ့ဟန်နဲ့တိတ်ဆိတ်ညီတက်နေခဲ့ပါတော့တယ်။အဲဒီလိုတိတ်ဆိတ်နေတဲ့တလဲကုန်းရွာအတွင်းနဲ့စီအိုဝုန်းကနေဆိုတဲ့လမ်းပြန်စရာအတန်ကြီးတကူတင်ညာဘက်ကနေလွှဲပြန်လာပြီမဲ့မိသူတူတယောက်မှမသိရှိကြ။အားလုံးအိမ်မောကြနေတယ်။ရွာအနောက်ဘက်ပိုင်းအိမ်မရှိတဲ့ခွရီသားလေအဲ့ဒီအတန်ကိုကြာပြီးတော့လှန်နိုးလာပြီ။အမီကိုကိုလိုနားကိုဆွေးရင်အတန်လာရာတင်ညာဘက်စီကိုချိန်နေကြပါတော့တယ်။ အတိုင်ကြလို့နောက်ထပ်ဘာသာမှမကြရတော့မှသူတို့လည်းသူတို့နေရာသူတို့ပြန်ပြီးသွားအိတ်နေကြတယ်။အဲ့လိုခွေးတွေပြန်အိတ်ပြီးတိတ်မကြခင်မှာပဲ။ဆော့ဆော့အားကြခဲ့ရတဲ့ဝုန်းကနေဆိုတဲ့အတန်ကြီးကဒုရယအကြိမ်ထပ်မှလုံးလှည့်ပြန်လာပြန်တယ်။ဒီဒီကြိမ်မှာတော့ခွေးတွေဟာဆော့ဆော့အားလုံးမစူးစမ်းတော့ပဲ။အတန်ကြတာနဲ့တပြန်နဲ့ဟောင်းတဲ့ခွေးရဟာဦးတဲ့ခွေးရဦးနဲ့ရွာနောက်ဘက်ပိုင်းတစ်ခုလုံးခွေးဟောင်းတဲ့ဦးတဲ့တွေနဲ့စုညက်ပြီးအိပ်ပျော်နေတဲ့ရွာသားတွေကလည်းရုတ်တရက်လန်နိုးလာခဲ့ပါတယ်။ ဟဲ့ခွေဘာတွေမြင်လို့ဒီလောက်တောင်ဟောင်နေရတာတော့ရာအနမပါအိတ်တအိမ်ကလူတယောက်ရဲ့ခွေးငေါက်တောင်ပေါ်ထွက်လာပြီးတော့အဲ့ဒီအတန်နဲ့မရှိမနှောင်းပါပဲဟုတ်ပါကွာညာအေးရပြက်လို့အိတ်ကောင်းနေကောင်မှဒီခွေးတွေဟာတမျိုးဘိန်းမှာရှိတဲ့လူတွေကအဲ့ဒီလူရဲ့စကားကိုထောက်ခံပြီးတော့ခွေးတွေကိုအပြစ်တင်လိုက်တယ်ဒီချိန်တင်ညာဘက်စီကနေဝုန်းကနေဆိုတဲ့အတန်ထပ်မံလွှဲပြန်လာပြီဟာဘာတန်ကြီးတော့ဟာ ပထမခွင်းငေါက်တဲ့လူကအတန်လာရတင်ညာဘက်စီကိုကြည့်ပြီးထိလိုက်တကြရေရွတ်လိုက်လေတယ်ဒုရယာဘေးမှာရှိတဲ့လူကလည်းဟုတ်ပါကွာငါဖြစ်လန့်သွားတာပဲဒီလိုနှစ်ယောက်တယောက်နဲ့တယောက်ပြောဆိုနေတဲ့အချိန်တခြားလူတွေပါရောက်လာပြီးတော့ဒါတင်ညာကလာတဲ့အတန်ပဲကွာဘာတွေဖြစ်နေတာတော့မသိဘူးအေးကွာညာကကိစ္စနဲ့များဆိုင်နေမလားမသိဘူးဆိုင်လို့တယ်ကွာဒီကောင်တွေညာကကိစ္စကိုမကျင့်နဲ့လို့တောင်းညနေတာဖြစ်မယ် မကြခဲ့ရွာဘက်ကိုတော့ရောက်လာနိုင်တယ်။ဒီလူရဲ့စကားသက်ကြောင့်ကျန်တဲ့လူတွေပါအထိတ်တလန့်ဖြစ်သွားပြီ။ဒါဆိုဘလို့လုံးကြမလို့ကဒီတိုင်းထားလို့တော့မဖြစ်ဘူး။တော်ကြာတရားလုံးဒုက္ခရောက်ကုန်လိမ့်မယ်။ရွာသားတွေအဲ့ဒီလိုအထိတ်တလန့်နဲ့ပြောဆိုနေတော့မှပဲ။တင်းကျန်းစီကနေတဝုံဝုံတဘုံမုံအတန်တွေကအစင်မပြတ်ထပ်မံပေါ်ထွက်လာခဲ့တယ်။ဟာဟုတ်တော့မဟုတ်တော့ဟိရွာလူကြီးကိုသွားပြောမှပဲဖြစ်မယ်။အေးကွာဒီကိစ္စသူ့နဲ့လည်းတက်ဆိုင်နေတယ်။ ာသားပြုတ်ရအောင်ဒီလူလဲသူကိုယ်တိုင်ဥဆောင်ပြီးတော့တခြားရသားတွေကိုခေါ်ပြီးအချိုးချောင်းပြုတ်ဖို့ရွာလူကြီးရဲ့အိမ်မက်ကိုထွက်လာခဲ့ပါတယ်ပြုတ်ရွာလူကြီးရွာလူကြီးဥသာရင်ဟေးဘသူတော့ကခမရရွာထဲမှာဒီလောက်ခွဲအောင်တဲ့စုညံ့နေတာမနိုးဘူးလားနိုးတော့ပေါ့ကနိုးလို့အိမ်မော်တက်အိမ်နေတာပေါ့ဟင်ရွာလေးကြီးဥသာရင်ရဲ့အဖြစ်စကားကြောင့်လူအုပ်ကိုဥဆောင်ခေါ်လာတဲ့ဥကြောင်လုံး ရုတ်တရက်ဘာပြန်ပြောအမှမသိဖြစ်သွားတယ်။ခဏနေတော့မှဟုတ်သေးဦးလေဗျာ။ခမရရွာလူကြီးတယောက်ဖြစ်ပြီးတော့ရွာထဲဒီလောက်စုညံ့နေတာအကျိုးအကြောင်းလေးဘာလို့သိသိနေတာပေါ့။သိတာပေါ့ကွာ။ရွာထဲစုညံ့နေတာတင်းညံ့နေတာအတန်တွေကြောင့်မဟုတ်လား။အဲ့ဒီကိစ္စကိုပြောဖို့ဆိုရင်မနေ့ပြန်မလာ။အခုတော့ငါလည်းဘာမှမလုပ်တတ်ဘူး။ရွာလူကြီးဦးတာရဲ့အဖြစ်စကားကိုဦးကြောင်လုံးဘဝင်မချဖြစ်သွားပြီ။ဟုတ်သေးပါဦးဗျာ။ ရောင်လူကြီးတယောက်ဖြစ်ပြီးတော့အဲ့ဒီလိုတာဝန်မဲ့တဲ့စကားမပြောစမ်းပါနဲ့။ဟာငါဘယ်မှာတာဝန်မဲ့လို့တော့ကွ။တာဝန်မမဲ့လို့ပဲလှတောင်းလို့အဖွဲ့ကိုမင်းမလာသေးခင်ကရရွာကိုပက်ကြည့်ခိုင်းတာပြပြီ။အခုကိစ္စကငါမဖြေရှင်းတာလို့မဖြေရှင်းနိုင်ဘူးပြောတာ။ဒီကိစ္စကိုဖြေရှင်းဖို့ဆိုရင်မြင့်ဆောင်တို့ကပ္ပကျူတို့တိအောင်ပြောပြမှဖြစ်မယ်။သူတို့ပဲဖြေရှင်းနိုင်တာ။ဒါကြောင့်မင်းတို့ကမင်းနဲ့ပြန်မလာခဲ့လို့ပြောတာပေါ့။ဒါတော့ဒါပေါ့ဗျာ။ ဒါပေမဲ့အခုညောင်လေးကြီးဒီကိစ္စကိုဖြေရှင်းနိုင်ရင်ပိုမကောင်းလား။ကောင်းမိုင်းတော့ငါလည်းသိတာပေါ့ကွာ။ဒါပေမဲ့ဒီလိုအုပ်တွေထဲမှာကပြကြီးနဲ့မြင့်ဆောင်တော့ခုရဲလို့ဘယ်သူရှိတော့။ရှေ့လည်းရှေ့ထွက်ခဲ့ကြ။ညောင်လေးကြီးတော့ခေါ်ခိုင်းပြီးတခါတည်းဖြေရှင်းပေးလိုက်မယ်။ဘယ်နဲ့တော့။ရွာလူကြီးဦးတားရဲ့ခက်ပြက်ပြက်စကားအစုံဦးကျောင်းလုံးနဲ့အတူတူပါလာတဲ့ရွာသားတွေကနောက်စီအနေနဲ့ရှဲသွားကြလိမ့်တယ်။ဒါပေမဲ့ဦးကျောင်းလုံးကမကြည်မနဲ့ဖြစ်ပြီးတော့ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ဒီကိစ္စရွာလူကြီးနဲ့လည်းဆိုင်နေဗျရွာလူကြီးခွင့်ပြုပြီလို့ဒီလိုဖြစ်ကဲပါဒါတွေငါအကုန်သိတယ်ဒီကိစ္စကိုငါကိုယ်တိုင်ဖြေရှင်းပေးမယ်ဟုတ်ပြီလားအခုလောလောဆယ်မင်းစိတ်အေးထားပြီးတော့ကိုယ့်ရဲ့ကိုယ်ပြန်မေးအိတ်မင်းနဲ့ပြန်မပြန်လာခဲ့စိတ်အေးထားလို့ရမလားဗျဒါရရင်ရရင်ကိစ္စအခက်မသိရင်တရားလုံးဒုက္ခရောက်ပါနိုင်တယ်ဒီကိစ္စတွေမင်းတန်ငါပိုသိတယ်ကြောက်လုံးမင်းရရင်ရရင်ကိုအเจ้าပြုတ်ပြီးတော့ငါ့အပြစ်တင်ချင်နေတာမဟုတ်လား ဒီကိစ္စငတူးကြောင့်ဆိုပေမဲ့တို့တရားလုံးလဲအလို့တူအလို့ပါပဲကွာဒါကြောင့်တယောက်နဲ့တယောက်အပြစ်တင်နေမဲ့အစားဝိုင်းဝန်းမီဖြစ်ရှိကြတော့ပေါ့မဟုတ်ဘူးလားဦးကြလုံးကရွာလူကြီးဦးတရဲ့ပြောတဲ့စကားတွေကိုအနည်းငယ်စဉ်းစားလိုက်ပြီးတော့ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ဒါပေမဲ့တွေဘာတွေလောက်နေနဲ့ငါပြောသလိုမေကိုယ့်ရေကိုပြန်ပြီးအိတ်လိုက်တော့ဟုတ်ပြီလားသူ့စကားမစိုးခင်ဝင်ပြောလိုက်တဲ့ရွာလူကြီးဦးတရဲ့စကားကြောင့်ဦးကြလုံးမကြင်မနဲ့ထပ်ပြက်သွားပြီ ဒီလောက်ခွဲဟောက်တောင်းနေစူညံ့နေတာဘယ်လိုလုပ်အဲ့လိုရမှာတော့ဗျဒါတော့ငါလည်းမတတ်နိုင်မှုတွေကွာခွဲပဲသူ့ဟောင်းချေဟောက်မှာပေါ့မဟုတ်နဲ့လို့မပြောလို့မရတာကိုကကိုမကြားချင်နားပိတ်ထားရုံပဲရှိတယ်အဲ့ဒီလိုရွာလူကြီးဥတာရင်ပြောလိုက်တဲ့စကားပေါ့ကျဲပြီးတို့သွားတဲ့ဥကြောင့်လို့တယောက်ရွာလူကြီးမကြအောင်မပွေတပွေနဲ့ဟုတ်သေးပါဘူးကွာရွာလူကြီးဖြစ်ပြီးတတ်တိရလဲဒီလောက်ပဲနေရတယ်လို့အေးတတ်တိနေလားများလားသိချင် မင်းကျဲမင်းအိမ်လာတဲ့အခါပါချိန်ငွေမှတခါတည်းယူလာခဲ့ဟုတ်လားအဲ့ဒီချိန်ကြောင့်မှချိန်ကြည့်ပေါ့ကဲအခုတော့ငါပြောသလိုကိုယ့်ရေကိုပြန်ပြီးအိတ်တော့ဟုတ်လားမင်းလည်းငါ့ထက်မကြီးပြီမဲ့ငါ့လောက်နီနီကြီးနေပြီပဲကြောက်လို့ရဒီကိစ္စကခေါင်းအေးထားပြီးစဉ်းစားစမ်းပါဘာလို့ပြခမရဟာအရင်မရှိအဖျားမရှိအသက်ကိုပြောတာကွာအသက်ကိုရွာလူကြီးဦးတားရဲ့အဖြေစကားကြောင့်ဦးတန်လုံးဘာပြန်ပြောအောင်မမသိဖြစ်သွားတယ်ဒါကြောင့်သူလည်းပါဇက်ကိုပွားစီပွားစီလုပ်ရင် သူနဲ့အတူတူပါလာတဲ့ရွာသားတွေနဲ့ရွာလူကြီးအိမ်ကနေပြန်လာခဲ့ပါတော့တယ်။နောက်တနေ့မနေ့ရောက်တော့ကဲအဲ့ဒါပဲမြင့်ဆောင်ရေးကြောင်လုံးကညာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါ့ကိုမချင်မနဲ့ဖြစ်နေတာအဲ့ဒါမင်းဖြစ်ရှင်းပေးမှရမှာပဲရွာလူကြီးဦးတရင်ကမနေ့မိုးလင်းလင်းချင်းပဲတက်တဲ့ရှိုးတဲမှနေတဲ့မြင့်ဆောင်ကိုလွတ်လွတ်ခေါ်ခိုင်းပြီးတော့ညာအဖြစ်ပြက်တွေကိုရှင်းပြလိုက်တယ်။မြင့်ဆောင်နဲ့အတူတူငတူလဲလိုက်ပါလာပြီးတော့ သူတို့အားလုံးရွာလူကြီးဥတာရီရဲ့အိမ်အောက်တန်းလျောက်ပေါ်မှာထိုင်နေကြတယ်။အဲ့ဒီချိန်မြို့ရွာလူကြီးမြင်းဆောင်ရောက်လာပြီလားဗျ။ချံပဝါကလောက်အော်တဲ့ဥကြလုံးကိုကြည့်ရွာလူကြီးကအေးရောက်လာပြီလေကွာ။ဘယ်နဲ့တော့မေချိန်ခွင့်ရောမယူခဲ့ဘူးလား။တဖြည်းဖြည်းအိမ်အောက်ရောက်လာတဲ့ဥကြလုံးကလည်းဒါရီပြောမနေစမ်းပါနဲ့ဗျ။အရေးကြီးတာအခုကိစ္စကဘယ်လိုဖြေရှင်းပေးမှာလဲပြော။အဲ့ဒါပဲကြောက်သိချင်တယ် အိမ်အောင်တန်လျောက်ပေါ်ဝေထရေးပြောလိုက်တဲ့ဦးကြောင်တို့ရဲ့စကားကိုရာလူကြီးဦးတားရေးကဘယ်လိုဖြစ်ရှိပေးမှာတော့ဆိုတော့ငါလည်းမသိဘူးအဲ့ဒါမျက်စောင်နဲ့ပဲဆိုင်နေသူ့မေးကြည့်ပေါ့ဦးကြောင်တို့လည်းရာလူကြီးဦးတားရေးစကားကြောင့်မျက်စောင်ဘက်ကိုလှည့်ကြည့်လိုက်တယ်ဒီခါမျက်စောင်ကဒါကဒီလိုရှိတယ်ဦးကြောင်တို့ရဲ့သူတို့ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတော့ကိုအရင်သိအောင်လုပ်မှဖြစ်မယ်ဒါမှလည်းသူတို့ဖြစ်ချင်တာတွေကိုသိပြီးဘာလုပ်ရမလဲညာလုပ်ရမလဲဆိုတဲ့အဖြစ်ပေါ့မှာ ဒါဆိုလည်းမြင်မြန်လုပ်လေကွာဒီတိုင်းကြကြထားရင်တရွာလုံးဒုက္ခရောက်ကုန်လိမ့်မယ်။ကောင်းပါပြီဗျာ။ကျွန်တော်ဒီကိစ္စကိုအများဆုံးဖြေရှင်းပေးပါပါ။ကဲကျွန်တော်တို့ခွင့်ပြုပါအောင်။ပြောပြောဆိုဆိုထာယာကနေထာရက်လိုက်တဲ့မျက်စောင်နဲ့ငတူးကိုမြင်တော့ဦးကြလုံးကဖြေရှင်းပေးမယ်ဆိုပြီးမင်းတို့ကဘယ်တော့မလုပ်တော့ကွာ။ဒီကိစ္စကတင်ညာကုန်းမှာဖြစ်ခဲ့တဲ့ကိစ္စဆိုတော့အဲ့ဒီကိုတော့ကြည့်မှအဖြေသိရမှာဗျ။ဒီမှာထိုင်နေလို့တော့ဘာမှသိရမှာမဟုတ်ဘူး။ မြင်းဆောင်လည်းဦးကျလုံးရဲ့စကားကိုမတ်တဲရညင်းကပြက်ပြေးပြေးလိုက်တယ်။ဒီခါမှာဦးကျလုံးကသူ့စကားပြောမှားသွားမှသိပြီးမြင်းဆောင်ကိုဘာမှပြန်မပြောတော့ပဲခက်စစ်စစ်နဲ့သာထိုင်နေလိတော့တယ်။မြင်းဆောင်နဲ့ငတူညာအဖြစ်ပြောက်ကိုစုံစမ်းမှုတင်ညာအဝင်ဝကိုရောက်လာခဲ့ကြပြီ။ဒီနေရာမှာတော့တခြားဘာထူးခြားမှုမှမရှိတင်ညာတစ်ခုလုံးညီတက်နေပြီ။တင်ညာနဲ့လာနာတဲ့ငှက်ငယ်တွေရဲ့အော်ဒါတွေကိုသာကြားနေရတယ်။ ဲ့ဒီညမှာခိတာမြရက်လို့ဟိုဟိုဒီဒီချိပြီးဘာထုချောက်မှုမှမရှိတဲ့အတွက် မကြခင်နှစ်ယောက်သားတင်းညာအတွင်းထဲကိုဝင်လာခဲ့ပါတယ်အဲ့ဒီခါမှာတော့ဆောင်းဝိုင်းထားခဲ့တဲ့နေရာပြင်မှာလဲကျနေတဲ့ဥတန်လုံးရဲ့နှဲကိုမြင်လိုက်ရပြီကိုမြင့်ဆောင်ဒီနေ့ကဘလို့ဖြစ်ပြီးဒီရောက်နေရတော့ဗျကျွန်တော်ကိုယ်တိုင်ကျွန်တော်ဘာကြီးရဲ့အုပ်ကူပေါ်မှာထောင်ထားတာပါမြေဆောင်ငတူးရဲ့အမေကိုပြက်မဖြစ်ပဲမြေပေါ်ကျနေတဲ့နှဲလေးကိုသာတေချာဆက်ကြည့်နေတယ် မတူးလဲအတန်ကြလို့မြေဆောင်စီကဘာဖြစ်တယ်မှမကြားရတဲ့အတွက်မြေပေါ်ကျနေတဲ့နှဲကိုကောက်ယူပြီးတော့သူ့ဘာကြီးရဲ့အုတ်ဂူပေါ်ကိုတွားပြန်ထောင်ပေးလိုက်လိမ့်တယ်။အဲ့ဒီအုတ်ဂူပေါ်မှာတော့သူတင်ထားပေးခဲ့တဲ့ထမင်းနဲ့ဟင်းတွေရှိနေသေးပြီးရေပူတံကြောင့်အပေါ်ရန်ကြောတွေတင်းနေတယ်ဆိုပေမဲ့နေရအထသူကတော့မဖြစ်မရသေးမတူနဲ့ကိုထောင်ပေးပြီးပြန်ရောက်ရောက်ချင်းပဲကဲကိုမြင့်ဆောင်ကျွတ်တို့ဘာဆက်လုပ်ကြမလို့အခုတော့ဘာမှလုပ်လို့မရသေးဘူးကွာ ညဘက်တစ်ခါပြန်လာဖို့လိုသေးတယ်။မြေဆောင်ရဲ့စကားကြောင့်ငတုနည်းနည်းတွန့်သွားပေမဲ့ဘာမှမဖြစ်သလိုဆက်နေလိုက်တယ်။ဒီကိစ္စကသူ့ကြောင့်ဖြစ်တဲ့ကိစ္စမို့သူ့မှာတာဝန်ရှိတယ်။ဒါကြောင့်လည်းတိတ်ကြောက်နေလို့မဖြစ်ဖြစ်သည်မရေဆိုင်မဲလို့ဆုံးဖြတ်လိုက်ပြီးမြေဆောင်ပြောမဲ့စကားကိုသာငန့်လိမ့်နေတယ်။ဒါပေမဲ့မြေဆောင်ကလည်းထွေထွေထူးထူးမပြောပြောစရာစကားလည်းမရှိဒါကြောင့်သူတို့နှစ်ယောက်သားရွာကိုပဲပြန်လာခဲ့ကြပါတော့တယ်။တဖြည်းဖြည်းနဲ့ ညကခက်အေးအေးအထီးတွေ့ကိုတဲ့ဆောက်ရဲရောက်ရှိလာခဲ့ပါပြီ။ကောင်းကင်ရံမှာလာကွေကွေလေးရှိနေတဲ့ဆိုပေမဲ့အလေးအံကိုတော့ကောင်းစားမပေးနိုင်။ဒါပေမဲ့အရင်ညတွေထက်တော့ပိုပြီးထိုးလင်းတောက်ပါနေတယ်။တလဲကုန်းရာသူရသားတွေကတော့အရင်ညဖြစ်ဖြစ်ခဲ့တဲ့အဖြစ်တွေကိုပြန်တွေ့ရင်ဒီညအတွက်လည်းစိုးရိမ်စိတ်တွေဝင်နေခဲ့ကြတယ်။ဒါကြောင့်လဲနေမွေကင်ကလေးကညစာစားတော့လို့တအိမ်နဲ့တအိမ်အကူအသတ်မလုပ်တော့ပဲ။မိမိတို့ရဲ့အိမ်မှာပဲနေထိုင်တာကြောင့် တရလုံးလဲတိတ်ဆိတ်ညစ်တက်နေပါတော့တယ်။အဲ့ဒီကျဲတင်းကြိုင်းနဲ့လှဲလန်းချတစ်ဖက်မှောင်ဝါဝါအလင်းရအောက်ကတိတ်ပေသပင်ကိုအမြင်ပြုတ်ရင်မြင်းဆောင်နဲ့ငတူးတို့တင်းကြိုင်းနဲ့ကိုလှဲကြည့်နေကြတယ်။တင်းကြိုင်းနဲ့ကြည့်နေတဲ့ဆိုပေမဲ့လည်းသူတို့အဓိကဒါစောင့်ကြည့်နေတာကနေစရာကြီးဥတန်လုံးရဲ့အုတ်ကူပေါ်မှာရှိတဲ့နှဲဟုတ်တာ။အဲ့နေရဒစုံတယောက်ကမပြောင်းရှိပဲနေတော့သူ့လိုလို နေရွှေ့နိုင်မှာမဟုတ်။ဒစုံတယောက်ကရှေ့ပြောင်းထားတယ်ဆိုရအောင်လဲ။ တညာလုံးဝုံနိုင်ကျဲထားတဲ့ဒီတင်ညိုင်တဲ့ကိုဘသူကလာရင်မလဲဓာတ်တူအုတ်ကူပေါ်တက်လာတဲ့တရိစ္ဆာန်တစ်ကောင်ကကြောက်လို့ဆိုရအောင်ကလေအဲ့ဒီအကောင်ကအုတ်ကူပေါ်တက်လာပြီးတော့ငတို့တင်ထားတဲ့ထမင်းနဲ့ဟင်းတွေကိုစားသွားမှာဖြစ်ပြီးဒီကောင်တိုက်ချလို့အဲ့ဒီနေရာအုတ်ကူချေးမှာပဲရှိနေရမှာအခုတော့ထမင်းနဲ့ဟင်းတွေကလည်းအရာမယွင်းနေ့ရလဲအုတ်ကူနဲ့အတော်တန်လှမ်းတဲ့တရဏဂိုတင်တဲ့နေရာကိုရောက်ရှိနေလို့မြစ်ဆောင်နဲ့နေရာရှိတာနဲ့ပတ်သက်ပြီးတန်ရဝင်နေတယ် ငကိုကလေးကဒီနေ့မှာဥတလုံးရဲ့ဝိညာဉ်ဆွက်ကပ်နေမှသိရစုပဲမဲ့ဒီဝိညာဉ်ကတော့ဒါမျိုးတွေလုံနိုင်မှာမဟုတ်ဒါမျိုးဖြစ်အောင်လုပ်နေတဲ့နောက်ထပ်တစုံတယောက်ရှေ့အောင်မှဖြစ်ပြီးအဲ့ဒီလူကိုသိဖို့အတွက်ကမျက်ဆောင်နဲ့ငတူအခုလိုလာရောက်စောင့်ကြည့်နေခြင်းဖြစ်ပါတယ်တဖြည်းဖြည်းနဲ့အချိန်ကဆိုင်ဝင်စတီးခဲ့တဲ့အချိန်ကိုရောက်ကနေနေပြီအဲ့ဒီအချိန်ကိုရောက်လာတော့ဥတလုံးရဲ့အုတ်ခုပေါ်မှာရှိတဲ့နှစ်ရနှစ်ရုပ်လျှောက်မင်းရအတိုင်းတဆက်ဆက်တုံလာပြန်တယ် အဲ့ဒီနှဲ့ရုံတုံခါနေတာကိုခဝဝလာရောက်အောက်ကနေရုတ်တရက်ကြည့်မယ်ဆိုရင်သိနိုင်မှာမဟုတ်ဘူးဆိုပေမဲ့တေချာစူးဆိုင်ကြည့်ရင်တော့သိနိုင်မြင်နိုင်တယ်။ဒါကြောင့်လဲနှဲ့ဟိုတေချာစောက်ကြည့်နေတဲ့မြစ်ဆောင်နဲ့ငတူးဟာနှဲ့ရုံတဆက်ဆက်တုံခါနေတာကိုမြင်လိုက်ရပြီ။ကိုမြစ်ဆောင်ဟိုမှာနှဲ့ရုံကတဆက်ဆက်တုံနေတယ်ဗျ။အေးငါလည်းမြင်တယ်။ဘာဖြစ်မယ်ဆိုတာတေချာစောက်ကြည့်နေဦး။မြစ်ဆောင်ခတိုးတိုးလေတန်နဲ့ငတူးကိုပြုတ်ပြီးနှစ်ယောက်သားဘာတမ်းမှမထွက်တော့ပဲ။ ရှိတ်ဘာဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်နေကြတယ်။အဲ့ဒီချိန်၆ခန်းနဲ့အတန်နဲ့တူနေ့တစ်ချောင်းလုံးအောက်ကူပေါ်ကိုလဲကျောက်သွားတာကိုမြင်လိုက်ရတယ်။ဟာဟုတ်မှလဲကျောက်သွားပြီဗျ။ငတူးစီကရုတ်တရက်အတန်ထွက်ပေါ်လာပြီမဲ့လေ။မြင်းဆောင်စီကတော့ဘာတမှထွက်မလာ။လဲဟိုသာအာယုံဆက်ကြည့်နေတယ်။အဲ့ဒီချိန်တူညင်းနဲ့အနှဲတက်တခုနှဲစီကလည်းထွက်ပေါ်လာပြီနောက်ဟာကိုမြင်းဆောင်ဟုတ်မှအရက်တွေဗျ။အောက်ကူတွေဂျားတွေကနေထွက်လာတာ။ ငတူတင်ညာနေရအရေးတွေကိုမြင်လိုက်ရပြီခတူတူအလန့်တကြားပြောလို့လူလဲမျက်ဆောင်နာကိုတုတ်ကက်လိုက်လေတယ်မျက်ဆောင်လဲငတူကိုဘာမှပြက်မပြောတင်ညာနေမှာရှိတဲ့အရေးတွေကိုသာစိုက်ကြည့်နေပြက်နေအဲ့ဒီလိုကြည့်နေတဲ့အခါတချို့အရေးတွေကတဖြည်းဖြည်းအကောင့်ထဲပုံသဏ္ဍာန်ပြောင်းလဲလာတာကိုမြင်လိုက်ရပြီနေရှိတဲ့ဥတ္တလောအုတ်ကူစီကိုဝမ်းအောင်ရောက်လာခဲ့ကြပါတယ်ပြီးတဲ့နောက်မင်းညအတိုင်းပဲနှင်းကိုကောက်ယူပြီးစာဝိုင်းထားခဲ့တဲ့တရဏဂုံတင်တဲ့နေရာစီကိုတွားရက်နေကြတယ် အဲ့ဒီနေရာရောက်တော့မင်းညလိုပဲစောင်းဝိုင်းထားတဲ့နေရာကိုမကြည့်တော့ပဲရောင်ဘက်ကသာလှိုင်းကြည့်နေကြတယ်။ကြည့်နေကြရင်ကနှဲ့တန်ကနဲ့အသက်ထွက်ပေါ်လာတာနဲ့တပြန်နဲ့ရင်းစက်ရအသက်ထွက်နိုင်တဲ့အရာတွေကိုတအုံးအုံးတပုံးပုံးနဲ့ရိုက်ပုတ်ကြလိမ့်တယ်။ဒီအသက်နဲ့ထွက်ပေါ်လာပြီးမရှိမနှောင်းမှပဲရွာထဲမှာရှိတဲ့ခွေးတွေရဲ့ဆူဆူဝါးဝါးထိုးအောင်လိုက်တဲ့အသက်တွေဆစ်ဆစ်ငင်ငင်ဥဒံတွေကိုကြားလိုက်ရပြီ။ငတူးကြော်တဲ့စိတ်သွားလိမ့်တယ်။မြင်းဆောင်ကတော့ဘာကူမှဂယုမဆိုင် တင်ညာထဲမှာရှိတဲ့မကောင်းဆိုးဝါးတွေရဲ့လှုပ်ရှားလောက်ကန်နေပုံတွေကိုသာစူးစိုက်ကြည့်နေတယ်။အဲ့လိုကြည့်နေတချို့မကောင်းဆိုးဝါးတွေကတင်ညာနေရနေရွာဘက်စီကိုပြုတ်ထွက်သွားခဲ့တယ်။ဒါမဲ့သူတို့ဝေဝေတော့မရောက်တင်ညာနဲ့ခက်လက်လက်နေရစီကိုရောက်တော့ပျောက်သွားခဲ့ကြတယ်။မြင်းဆောင်လည်းအဲ့ဒီမကောင်းဆိုးဝါးတွေရဲ့လှုပ်ရှားနေတဲ့ပုံတွေကိုကြည့်ရင်တခုခုသဘောပေါက်သွားခဲ့လေတယ်။ကဲငတူတို့ရွာပြန်ကြရအောင်။ဗျာဘာမှမလုပ်တော့ဘူးလား။ငတူရဲ့စိတ်ထဲမှာတော့ မြင့်ဆောင်ဒီညတခုခုလှုပ်လိုက်မယ်လို့ထင်လို့မေးလိုက်တာမြင့်ဆောင်ကတခုခုလှုပ်ချင်နေဆိုရင်တော့မင်းပါကြီးရဲ့နှဲ့ကိုပွားရချူမှပဲဖြစ်လိမ့်မယ်အဲ့ဒါမင်းလုံးနိုင်ပါမလားဟာပြာမဟုတ်တာမြင့်ဆောင်ရဲ့စကားကြောင့်ငတူလက်ပြန့်ပြီးနောက်ကိုအနေငယ်ဆုပ်လိုက်တယ်အဲ့နောက်ဘာမှမပြောတော့ပဲမြင့်ဆောင်နဲ့အတူတူတင်းကြီးနဲ့ခလန်လန်းစီကိုဆုပ်လို့ရွာကို ပြန်လာခဲ့ကြပါတော့တယ်နောက်နေ့မနေ့ရောက်ရွာလူကြီးဦးတာရဲ့အိမ်အောက်မှာ မြင်းဆောင်ရှင်းပြတာတွေကိုနားထောင်ရင်ကပ္ပကြီးခေါင်းတဆက်ဆက်နဲ့အဲ့နောက်မှာတော့ဒါဆိုမင်းပြောချင်တာဒီလိုတွေဖြစ်အောင်ငတူးပါကြီးဥတ္တလုံးရဲ့ဝိညာဉ်ကလုံနေတာလို့ပြောချင်တာလားဟုတ်တယ်ကပ္ပကြီးကျွန်တော်မြင်ရပြောရမယ်ဆိုရင်တော့ဒီကိစ္စတွေဖြစ်အောင်ဥတ္တလုံးဝိညာဉ်ကဥဆောင်ပြီးတော့တခြားဆိုင်ကြိုက်တဲ့မကောင်းဆိုးဝါးတွေကိုလှုပ်ဆောင်ခိုင်းနေလို့ထင်တယ်မင်းဆောင်ရဲ့စကားကိုကပ္ပကြီးကတေချာစေးစားရင်อืมဒါလည်းဖြစ်နိုင်ပါတယ် သူနဲ့တခြားဆိုင်ကြိုက်တဲ့မကောင်းဆိုးရတွေပေါင်းပြီးတော့ဆိုင်ဝယ်ထက်တောင်းနေကြတဲ့သဘောပဲကွဟုတ်တယ်ကပြကြီးကျွန်တော်လည်းအဲ့ဒီလိုပဲထင်တယ်ဒါဆိုဘလို့လုံးကြမလို့သူတို့ကျင်တဲ့အောင်ကျုပ်တို့ဆိုင်ဝယ်ထက်ပြီးပြရမှာလားနားမလည်လို့ဝင်မင်းလိုက်တဲ့ဦးကြောင်လုံးကိုချိန်ကပြကြီးကအဲ့လိုလှုပ်ပေးလိုက်ရင်တော့နောက်ထပ်ဆုံးမှာမဟုတ်တော့ဘူးညစဉ်ညတိုင်းတီးပြီးနေရမှာပေါ့အာဒီလိုတော့မဖြစ်သေးဘူးလေဗျာတညနဲ့ညလောက်ဆိုတော့တည် ညစီညတိုင်းဆိုရင်တော့ကျွန်တော်လည်းနားမထောင်ချင်ဘူး။ဟာမင်းနားမထောင်ချင်အောင်မင်းဖြောင်ပြေးပြီးတော့မဟုတ်တာ။ရွာလူကြီးဦးတရရင်လည်းအမြင်ကက်ကက်နဲ့ဦးကြောင်လုံးကိုထောက်အော်တယ်။ဒီတော့မှဦးကြောင်လုံးကပြန်ညင်သွားပြီးတော့ကပ္ပကြီးကဒီကိစ္စတွေထပ်မဖြစ်စေချင်တော့ဦးတလုံးဝင်းကြီးဆွက်ကက်နေတဲ့နှက်ကိုဖြက်စီးပြစ်မှရမှာ။မထင်မှတ်ပဲထက်ချလိုက်ရတဲ့စကားကြောင့်ငတူအော်အော်ဝမ်းနဲ့စိတ်တွေဖြစ်ပြီးကပ္ပကြီးကိုကြည့်လိုက်တယ်။ဒါကိုကပ္ပကြီးကလည်းသိနေတယ် သူ့ကိုကြည့်နေတဲ့ငါတို့ကလည်းဒီစကားကိုညာကလေးကကြားပြီးသားဒါပေမဲ့အခုလိုမခံစားရအောင်ကိုမျက်ဆောင်ကသူ့ကိုနောက်ပြောင်လိုက်တာဖြစ်မျိုးလို့ပဲထင်မိတာအခုတော့ဒီစကားအမှတ်ဖြစ်နေလို့ငါတို့စိတ်မကောင်းဖြစ်သွားပြီသူ့ဘာကြီးရဲ့ပုံရိပ်တွေကိုမျက်လုံးနဲ့ပြက်မြင်ရလာခဲ့တယ်မျက်ဆောင်လည်းငါတို့ဘယ်လိုခံစားနေရမလဲဆိုတာကိုသိလို့တက်ပြေးခက်မြင်းမြင်းတစ်ချက်ချလိုက်မိတယ်ဒါပေမဲ့ဘာမှတော့မတက်နိုင်ဒီလိုမှမလုပ်လေတရွာလုံးဒုက္ခရောက်ရမယ့်အရေးနဲ့ကြုံနိုင်တယ် ။ဘာဖြစ်လို့လဲဆိုတော့အခုတော့ဥတန်လုံးရဲ့ဝိညာဉ်နဲ့တခြားမကောင်းဆိုးဝါးတွေကတင်ညာနေရနေပြီးအတန်ပြေးပြီးတော့ဆိုင်ပွဲကိုတောင်းနေကြတာ။နောက်ခါဆိုရင်တော့ရွာနာကိုတောင်မှရောက်လာနိုင်ပြီးရွာသူရွာသားတွေကိုတောင်မှနှောက်ယှက်အနေရပြုတ်နိုင်တယ်။ဒါကြောင့်လည်းမဖြစ်မနေလုံရမယ့်ကိစ္စမို့မြင့်ဆောင်ဘာမှမတတ်နိုင်တော့ပဲ။ကဲငတုစိတ်မကောင်းဖြစ်မနေပါနဲ့ကွာ။မိမကြီးဝိညာဉ်ဆိုပေမဲ့မင်းလည်းမြင်နာတွေ့နိုင်တော့မှမဟုတ်တာ။နောက်ပြီးဒီကိစ္စကလည်းမင်းဆက်ခဲ့တဲ့ကိစ္စကွာ။ ဒီတော့မင်းကိုယ်တိုင်အဆုံးသတ်ပြီးမှပဲချက်လိုက်မယ်။မြေဆောင်ကငတူးရဲ့ပခုံးကိုပုတ်ရင်စိတ်မကောင်းတာနဲ့ပြောလိုက်တယ်။ဒါအောင်ငတူးကလည်းနားလိုက်ပြီ။ကျွန်တော်သိပါတယ်ကိုမြေဆောင်။ကျွန်တော်လုပ်ခဲ့တဲ့ကိစ္စကျွန်တော်အဆုံးသတ်မှာပါ။ဒီလိုငတူးစိတ်မကောင်းဖြစ်နေတာကိုမြင်တော့တစ်ချိန်လုံးကလန့်တိုက်လာတဲ့ဦးကြောင်လုံးကလည်းဒါနဲ့နေပါအောင်ကပြကြည့်။ဒီနေ့အောင်မဖြတ်စည်းပဲနဲ့ဦးတော်လုံးဝိညာဉ်ထွက်သွားအောင်လုပ်လို့မရဘူးလား။ အဲ့လိုလုံရင်လေသူ့ရဲ့ဝိညာဉ်ကဒီနေစီကိုပြန်ရောက်လာမှာပဲ။ဘာဖြစ်လို့တော့ဆိုတော့ဒီနေပေါ်မှာသူ့ရဲ့ဆွဲလန်းစိတ်ကအရန်ကိုကြီးမားနေတာဦးဗျ။ဒါကြောင့်လေဒီနေရှိနေသူ့သူ့ဝိညာဉ်ကကျွတ်လွတ်နိုင်မှာမဟုတ်ဘူး။음။ဒါလည်းဟုတ်တာပါပဲ။ကဲမြင့်ဆောင်အချိန်သိပ်ဆွဲမနေနဲ့တော့ဒီနေကိုဒီညမရောက်ခင်ဖြတ်စီပြစ်လိုက်တော့ကပြကြီးကငတူးအတွက်စိတ်မကောင်းဆိုပေမဲ့မဖြစ်မနေလောက်ရမဲ့ကိစ္စမှမပြောမဖြစ်ပြောခဲ့ပြီ။ចောင်းကိုပြောင်းသွားခဲ့လိမ့်တယ်။ ကျဲနဲ့သူတို့ပြောတဲ့စကားတွေကိုလာနာထောင်နေတဲ့ရွာသားတွေကလည်းငတူအတွက်စိတ်မကောင်းဖြစ်သွားကြတယ်။အခုကိစ္စကငတူကအဓိကတရက်ခန့်ဆိုပေမဲ့လည်းငတူကိုဝမ်းပြီးအဖြစ်မထင်ကြ။ငတူကြောင့်ပဲသူတို့မျှော်လင့်တောင်းတနေတဲ့ဆန်ပွဲကိုတော့နားထောင်ခဲ့ရပြီ။ငတူနဲ့ဥသက်လုံးတို့ရဲ့တန်ရုံးစဉ်ကိုလည်းတည်ထားခဲ့ကြတယ်။ငတူဘာကြီးဥသက်လုံးကငတူကိုအလို့ချစ်ခင်သူဖြစ်မဲ့သူတို့တရားလုံးတည်ထားပြီးသား။သားသမီးမရှိတဲ့ဥသက်လုံးတို့လူများအတွက်ငတူကသူတို့ရဲ့အသားပဲ။ အဆဆရရငတူးလိုသမျှကိုဖြည့်ဆည်းပေးတတ်ပြီးတော့ငတူးကလည်းသူ့ဘာကြီးဦးတက်လုံးကိုအလွန်အမေးခင်မိနေ။ငယ်တော့ဆိုရင်ဦးတက်လုံးရဲ့အိမ်မသာအနေများခဲ့ပြီးတော့သူ့ဖေဦးတက်ကြောင့်နဲ့တိတ်မတဲ့။ဘာဖြစ်ဖြစ်ဖြစ်ဦးတက်ကြောင့်သူ့ကိုတခုခုအပြစ်တွေပြောဆိုနေတာမှဦးတက်လုံးနဲ့တိုက်တက်တယ်။ဒီခါမှဦးတက်လုံးကသူ့တူကိုငောက်ရမလားဆိုပြီးငတူးဖေသူ့ညီဦးတက်ကြောင့်ကိုသွားပြီးတော့မှစူပူချိန်မောက်တက်ပြန်တယ်။ အဲ့ဒီလိုဥသက်လုံးနဲ့ငတူတို့ရဲ့တန်ရောစိန်ကိုတိထားတဲ့ရွာသားတွေကငတူအခုလိုသူ့ဘကြီးဝိညာဉ်ရှိနေတဲ့နှဲကိုဖျက်ဆီးပြရမယ်ဆိုတော့ငတူအတွက်ကစိတ်မကောင်းဘာပဲဖြစ်ဖြစ်လူတွေရဲ့တွေ့တောင်းမှုတန်ရောစိန်ကအလွန်ပြောရခက်တယ်မဟုတ်လားဝေးကွာသွားတဲ့မိမိချစ်ခင်မျက်နှာသူတယောက်ရဲ့အတုံးဆောင်ဖြစ်စီဒါမှမဟုတ်သူ့နဲ့ပတ်သက်တဲ့သဆုံတစ်ခုသောအရာတွေကိုတတ်မှုထားတဲ့ကြတယ်မိမိကိုယ်တာဖျက်ဆီးဖို့မပြောနဲ့သူတို့ဘာကြောင့်ဖြစ်စည်းသွားရင်တောင်မှအင်မတန်စိတ်မကောင်းဖြစ်ကြရတယ် ငတူးလည်းသူ့အတွက်စိတ်မကောက်ဖြစ်နေတဲ့ယာသားတွေကိုတစ်ချက်ကြည့်ပြီးတော့ကဲကိုမြင့်ဆောင်သွားကြရအောင်ဗျာမြင့်ဆောင်လည်းငတူးဘယ်နေရာကိုသွားမလဲဆိုတာနားလည်လို့ဘာစကားမှမပြောပဲတန်လျောက်ပေါ်ကနေထရရလိုက်လေတယ်ပြီးတဲ့နောက်မှာတော့နှစ်ယောက်သားရာလူကြီးအိမ်ကနေတင်းချိုင်းစီကိုလှမ်းခဲ့ကြလေတယ်တင်းချိုင်းစီကိုရောက်မြင့်ဆောင်နဲ့ငတူးမင်းရတွေ့ခဲ့တဲ့နေရာမှာပဲနှဲ့ကိုပြတ်တွေ့လိုက်တယ်ငတူးလည်းနှဲ့ကိုကောက်ယူရင်းသူ့ဘာကြီးအုတ်ကူစီကိုသွားလိုက်တယ် မင်းဆောင်ကတော့နောက်ကလိုက်သွားပြီအုတ်ကူစီကိုအရောက်ငတူးတူးလက်ထရနှဲကိုအုတ်ကူပေါ်ပြတ်တင်လာလိမ့်တယ်ပြီးတဲ့နောက်မှာတော့နှဲကိုတေချာကြည့်ဘိုင်းဘိုင်းဘယ်လိုလုပ်တာတော့ဗျာကျွန်တော်ကတော့ဘိုင်းစိတ်ချမ်းသာပါစေဆိုပြီးရှေ့စုမဲစုငွေလေးနဲ့ဘာကြီးကိုစိုက်ဝဲနဲ့ဖြောပြပေးတယ်ဒါပေမဲ့ဘာကြီးကတော့ကျွန်တော်စိတ်မချမ်းသာအောင်လုပ်တယ်ဘာကြီးအဲ့လိုတွေလုပ်တော့အခုကျွန်တော်ဘာကြီးကိုဖျက်ဆီးပြရတော့မယ် မတော်ကဒီစကားကိုပြောရင်သူ့ဘကြီးနဲ့ငယ်စဉ်ကပုံရိပ်တွေကိုမျက်လုံးနဲ့ပြက်လဲမြင်အောင်လာခဲ့တယ်။သူ့ဘကြီးသူ့ကိုရှုံးနဲ့နွားရောက်ကလေးတွေလှုပ်ပင်းနေတဲ့ပုံသူ့ဘေးဥတန်ကြောင့်လာရလို့ထပ်ပြေးလာတဲ့သူ့ကိုစီးကျုပ်ပွတ်ဖက်ထားပုံနဲမုံတိမ်မင်းနေတဲ့သူ့ဘကြီးလက်ထက်ကနှဲ့ကိုယူပြီးတော့ရှုံးဝက်တဲ့ပြစ်ချလိုက်တဲ့သူ့ကိုစိတ်မဆိုးပဲပြုံပြုံကြီးကြည့်နေတဲ့သူ့ဘကြီးရဲ့ပုံရိပ်တွေစသဖြင့်မျက်လုံးနဲ့ပြက်လဲမြင်အောင်လာပြီးတော့ငတုမျက်ရည်တွေဝေးလာခဲ့တယ် သူလည်းမျက်ရည်ဝေးလဲနဲ့ပဲနှင်းလေးကိုကောက်ကင်ပြီးဘာကြည့်နောက်ဘွားရှိကျွန်တော်ဘာကြီးနဲ့ပြန်ဆုံးချင်းနဲ့ဗျာအခုဘွားတော့ကျွန်တော်ကိုခွန့်လို့ပြပါမဒူးတယောက်ပြောရင်အန်ကိုတင်းနေချိန်လိုက်တယ်အဲ့နောက်ဟာဆိုတဲ့ပောက်ကွဲတဲ့တခုနဲ့အတူတူသူ့ဘကြီးရဲ့နှင်းလေးကိုသူ့ဘကြီးရဲ့အုပ်ဝင်နဲ့ပဲဖြောင်းကနေနေအောင်ရိုက်ချိုးပြစ်ပြီးသူလည်းဟိကင်းတဲ့နေအောင်ငိုချလိုက်ပါတော့တယ်ငဒူးငိုနေတာအတန်ကြာတော့မှ မြေဆောင်ကငတူးရဲ့ပခုံးကိုအသာရပုတ်ရင်ကဲငတူးအချိန်လည်းမရှိတော့ကွာရပြန်ရအောင်သူလည်းငတူးကိုနဲ့တိတ်ပေးစရာသကလုံးရှာမြလို့အချိန်ကိုအကြောင်းပြုရင်ငတူးကိုတင်းကျိုင်းလေးကနေခေါ်ထုတ်လိုက်လိမ့်တယ်ပြီးတဲ့နောက်မှာတော့လေးကန်နဲ့ခြေလန်းတွေနဲ့နှစ်ယောက်သားတလဲကုန်းရွာကိုပြန်လာခဲ့ကြပါတော့တယ်ပရိသတ်များရှိကိုမြင့်ဆောင်နဲ့အစွဲဝိညာဉ်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစေအားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီအောင် ကျေးဇူးထူးပဲတည်ရှိသလားဆာရီသူမျိုးမန်ကိုလည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစေထာဝရပန်းဆိုင်နိုင်ကြပါစေရှင်